ပီတာကဟိုငញ្ញန်ရေးအဆုံးတော့ပြောင်းလို့ဟိုတင်စားခြင်းပါသူကငញ្ញန်ရေးပဲသူဆုံမြောက်ခြင်းကတော့အချက်တစ်ချင်းလေးတွေပဲဟိုဟိုအချက်ပိုင်းလေးမပါပါဟိုခုနရော့ကေတာလဲကိုပီတာဟိုလိုက်ကတော့ကွယ်လို့ဟာမျိုးကအစကိုပီတာဆိုရင်ဟိုတချင်းကအရင်မျိုးလိုပဲသူကအေးလေးပဲဆိုပါဘူးကိုပီတာကတော့ဟိုလွေရုံတော့အစပါနော်သူတချင်းတွေချစ်ဖို့ကောင်းတယ်လို့လူကလည်းတချင်းနဲ့လိုက်အောင်အတန်အေးတယ်လို့လူလည်းအေးတယ်အမှုမြေဆိုဟိုတော့ပြောချင်ပါတယ် ဲဆိုသူ့ရဲ့တကူတော့ခွေဖတ်တယ်ပေါ့နော် DVD ဖတ်တယ်အမှတ်ရအချင်းတွေသူဖတ်တယ်ဆိုလဲပိုပူလာကိုရီကဒီခွေကိုဘလို့အောင်မြင်အောင်လုပ်ပါဆိုပုံစံမျိုးနဲ့အာတက်တီရောလုပ်သွားတာမတွေ့ဘူးလေသူ့မှုပညာရောသူ့သူ့ဘက်ကတတ်နိုင်တဲ့ပဲနေပဲတတ်တရရလေးပဲအောင်မြင်လုပ်သွားလို့သူအမြင်ပါလဲဟောင်းမဘယ်အဖွဲ့စည်းဘယ်ပုဂ္ဂလိကပြက်ကနာဘယ်အမုန်းတရားအောင်မှာပိုပူလာပြောတာမှားမကြောက်ဘူးသူဆုံးတဲ့ဒီသူအသက်80ဆယ်လောက်အခုရုံမမျိုးနဲ့ပါဘူးသူတို့ကလည်း80ကျော်ကျော်လေးပဲထင်လာတာတကယ်ကြတော့80ဆိုတော့အွယ်မွာသူတော့ဆုံးရှင်းမောကဟိုတက်ကြီး ဥစားပွဲမှာသူကတော့ခံရွယ်မှာဆိုတော့သူအာငါလူကြီးမလို့ဘာဖြစ်နေလဲပြည်အဲ့လိုမျိုးတခါမှဝကြားဘူးတော့နော်ဒီတပညာရှင်တွေထဲမှာဆိုလဲအရန်လေးစားဖို့ကောင်းတယ်ချက်ဖို့ကောင်းတယ်တွေ့ဖို့ကောင်းတယ်ဆိုတော့အကြီးသမားပညာရှင်ပြောက်ကိုတော့ပြောချင်ပါကိုဗစ်ကဘယ်လိုပြောပြောမယ်အခုတို့လည်းညစာပွဲတွေဒင်နာတွေကိုဗစ်ကကျင်းနေကြုံလာစီတုံပြုံပြုံပြောမယ်သူကအဲ့လိုပြုံပြုံလေးနဲ့စကားလည်းအများကြီးမပြောဘူးကိုကိုတူးကသူ့ညီကအခုနဲ့ရမ်းခင်တယ်ခင်တော့ကိုတူးနဲ့သာပြောပြတာကိုတူးလည်းသူ့ညီနဲ့စကားတိတ်မပြောဘူး ကိုပြတော့ဘူးဆိုတော့ကိုပြပြုံးပြုံးလေးပဲသူတီးတာရှိတီးဆိုတာအဲဆိုခီတာလေးယူပြီးခိုင်ခိုင်ပြီးအပြန်ဝါလာမယ်ဆိုကိုပြတကအရင်ချက်မတော်ပါနဲ့ကိုမျိုးလူငယ်လူကြီးဆိုတဲ့စီမလည်းသူ့မှာမရှိပါဘူးလူကြီးလူငယ်ဆိုပြီးအနိုင်ကျင့်တာတို့အထင်မကြီးတာတို့မလေးစားတာတို့အဲ့လိုမျိုးကိုပြတမှာတခါမတွေ့ဘူးပေါ့ပြီးတော့အခုတော့ဆိုသူ့ LPG ရဲ့ written the model သူတကယ်ကြည့်မယ်အဲ့လိုကိုမခံစားရအောင်တော်နေတော်များတခြားပညာရှင်တွေဆိုအခုတော့ပို့ပြီးစီနီယာကြလူတွေဆိုကိုတော့တွေ့နေတော့သူတို့လည်းကြောက်ရတယ်ပေါ့ကွန်ပျူတာအဲ့လိုမျိုးသူ့ဂီတာသမားဆိုရယ် အချိန်ဝါကြီးနဲ့ဟောအစတော့နံပါတ်ကြီးအစတော့အချိန်ဝါနဲ့ကိုတို့ခါမအဲ့လိုပြောမမမောပြောတာတခါမှမကြောက်ဘူးလားဒီလောက်လောကထဲမှာလည်းခါမကြောက်ဘူးပို့ပြီးတော့အရန်ချုပ်မပေါအောင်နဲ့လူပညာရှင်ပါအခုသိပါတယ်ပေါ့နော်အခုတို့ထဲမှာအန်ဂျင်မရှိတော့အစတော့တယောက်တချင်းနဲ့အများကြီးပေါ့နော်အခုတို့ဆိုအခုစာလဲရေးနေပါတယ်အခုဒီမင်းညာဆောင်းမရေးတာလေပို့ပြီးတော့အမတ်တရားများခွန်ညိုလေအခုဆောင်းမလဲရေးတာပါလေဒုတိယပိုင်းလည်းရေးပါအောင်ကိုဝေါ်မှာဘာမှမင်းဒုတိယပိုင်းဒီပိုင်းဖြစ်မယ်လေသူလည်းပေါ့နော်ဆိုတော့အခုကြိုက်တဲ့အချင်းညာအများကြီးပါပဲနောက်တော့အခုတို့ကလူပညာသမားဂီတသမားဖြစ်တဲ့အတွက် chapter တွေအများကြီးရှိပါတယ် ကိတာသမားတယောက်ကတစ်ခုတည်းကြိုက်လို့မရပါဘူးတစ်ခုတည်းကြိုက်လို့ရှိရင်အဲ့ကောင်ကိတာသမားမဖြစ်ဘူးအခုတော့မျိုးစုံနားတော်ပါပဲကိုဗစ်တချင်းဆိုလေကိုဗစ်တအနည်းအမြန်အလေအလက်မျိုးစုံနားတော်ကိုတန်းနိုင်ဆိုလေကိုတန်းနိုင်ကိုတိမ့်နိုင်ဆိုလေကိုတန်းကိုတော့ဘုံမှာချက်တာတွေအများကြီးရှိပါတယ်ပြောချင်တာအဲ့ဒါလေးကိုလုံနားတော်တယ်မှာကိုဗစ်တဆိုလေသူ့ချင်းတစ်ပုတ်ထဲနဲ့အခုပြောလို့မလုံလောက်ပါဘူးအနှွေလည်းမလုံလောက်ဘူးကွာတော့ရင်နာပေမဲ့အပြစ်မဆိုပါဘူးမလုံလောက်ဘူးနောက်ဆုံးရန်ကုန်သူလို့ဗမာတန်ဆိုလေအခုတို့ကြိုက်တာပဲနော်အဲ့တော့ပြောချင်တာအခုတည်းကြီးလေ အပေါ်တီးရတဲ့တချင်းရှိတော့စေတမန်းထုတ်တဲ့ဖွေးမှာကိုပေးတာတပုတ်ပါတယ်အဲ့တချင်းပုတ်တဲ့နဲ့လဲအခုကစုံပြတ်လို့မရဘူးလူမြန်သမားကိုကြိုက်တယ်ဆိုရင် तू တည်ပြီးမှလဲ तू မရှိတဲ့အချိန်မှာ तू တချင်းကိုပြိုက်ပြီးတော့ကြိုက်တာလေအများကြီးပေါ်လာတယ်ပါနော် तू တမိုင်းကပြေသွားမယ်တမိုင်းကပြီးတော့မဟုတ်ဘူးအခုမှစရင်စတာဆိုတော့အခုရဲ့အကြိုက်ဆုံးလို့ပြောမယ်အရာတွေကအများကြီးကြံပါဘူးဆိုတော့သူတို့ကကိုနေရငွေချင်းရင်းလို့မပေါင်းခဲ့တဲ့အခါကျတော့မတွေ့တာကြာပါဘူးတဆုံးဆိုတာအခုနဲ့သူနဲ့အဆက်အသွယ်ရှိခဲ့တာသူရဲ့ညောင်ကွန်ကြီးကိုအခုတကယ်ပြောတော့ကြာသေးခင်ဟာ ပြန်ဆိုချင်တယ်ဆိုတော့ကိုပိုးချောက်ကိုလည်းဆက်တယ်တော့ကိုပိုးချောက်ကူစားသူကပဲတချင်းရောင်းပေးတယ်ဆိုတော့အကိုသူ့ကို online အနေဆက်တယ်တော့ online အနေကိုပိုးချောက်ကူစားသူတချင်းရောင်းပေးတယ်ဆိုတော့လက်မှတ်လေးအကိုပို့ရဲစာပြီးတော့အကိုပြန်ရှာရင်တွေ့ပါသိမယ်သူကို online ပို့ထားတော့အဲ online ကပဲ fiber ပဲအခုနောက်ဆုံးပြည့်တယ်လို့ပဲပြောလို့ရပါတယ်အမှုညာလောကတွေကိုခစ်ကောင်းတဲ့အချိန်အားလုံးပျော်ရွှင်ဖြစ်တဲ့အချိန်ပြန်လာခွင့်ရရင်ပြန်လာခဲ့ပါဦးလို့ပြောချင်တယ်ပြောချင်ပါတယ်အခုချိန်မှာတော့ရောက်ရဲ့အချိန်ဆိုလေသူမပြောလဲအခုလိုအချိန်မျိုးမှာဘယ်လိုစိတ်မကောင်းဖြစ်ရပါလဲတကယ်လဲဆိုရင်တော့ stage show ဆိုတာ လူညာနာမည်ကြီးလူညာသမားတွေတက်တက်ဝဝင်နေအခုအားလုံးပျော်ရွှင်ရှိုးကြီးတီးရမယ်ကာလာမှာသူရှိစေချင်တယ်ပေါ့နော်တကယ်လို့တစ်ချိန်မပြန်ကောင်းတဲ့ခေတ်ကြရင်လေကိုပီတာမျက်ပုံစံတစ်မျိုးနဲ့ကျွန်တော်ဂီတလောကရဲ့ပြန်လာခဲ့ပါဦးလို့ကျွန်တော်ပြောချင်ပါတယ်